မင်္ဂလာပါ Series 4ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် JD 4ပြည်သက်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ series လေးကတော့2023ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ Silo TV series ရဲ့ဒုတိယအတွဲပဲဖြစ်ပါရခင်ဗျာပြီးတဲ့ပိုင်းမှာတော့ကျွန်တော်တို့ရဲ့အချစ်တော် Juliet တယောက်နောက်ထပ် Silo တစ်ခုမှာပထမဆုံးအသက်ရှင်ကျန်နေသေးတဲ့လူတစ်ယောက်ကိုရှာတွေ့ခဲ့တယ်လို့အခုဒုတိယပိုင်းမှာ Barry Blue ဆက်ဖြစ်အောင်မလဲဆိုတာကိုအစင်းသေးဖြစ်ပြီဆိုရင်တော့ Silo Season 2 Episode 2လေးကိုစတင်လိုက်ကြပါစို့လားဟုတ်ကဲ့ပါကျွန်တော်ကတော့ အစီအစဉ်တင်ဆက်ပေးမယ့် Siri for you ကရှင်းသူပဲဖြစ်ပါသေးတယ် ဂျူလီယက်ကလည်းဘယ်သူမှမဖြစ်ခဲ့ဘူးတဲ့တောင်ကုန်းပေါ်ထီကိုတက်သွားနိုင်ခဲ့ပြီးအဝေးရမြင်နေရတဲ့နောက်ထပ်ဆိုင်လိုတစ်ခုစီကိုဆက်ပြီးတော့ရှောက်သွားနေပါတယ်နောက်ထပ်ဆိုင်လို area နောက်ရောက်တဲ့အခါမှာတော့ကွေးမြေတစ်ခုလုံးကလူသေးအလောင်းအယူစုတွေပြည့်နေနေရဂျူလီယက်တွေ့လိုက်ရပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်သွားတဲ့ဘာနာကကင်မရာမြင်ကွင်းကိုရပ်ဖို့အတန်းနဲ့အမိန်ပေးပြီးတော့ဆိုင်လိုတီထောင်သူတွေရေးခဲ့တဲ့အထူးဥပဒေစာအုပ်ကိုလှမ်းကြည့်လိုက်ပါတယ်စာအုပ်ထဲမှာပါတဲ့တယောက်ကတန်ရှင်းမလို့ပဲထွက်သွားခဲ့ရင်စစ်ပွဲတွေအတွက်တင်းစင်ထားလို့ရေးထားတာကိုဖတ်နေရခြင်း အပြင်ဘက်ကအရေးပေါ်အချက်ပေးတံမြည်လာတာကိုဘာနာကြားလိုက်ရပါတယ်။ဘာနာလည်းအခန်းကိုမြန်ပိတ်ပြီးတော့အပြင်ကိုပြန်ပြီးတော့ပြေးထွက်လာခဲ့ပါတယ်။အဲဒီအချိန်တရားသူကြီးမဲစိုးကလည်းအယံမိုးပြီးတော့အိတ်နေတော့အရေးပေါ်အချက်ပေးတံကြောင့်တကားဖွင့်ကြည့်တဲ့ခါမှာတော့ဇီးနင်းသူတယောက်ကအခန်းရှိမှာစောင့်နေပြီးဂျူလီယက်တန်ရှင်မလုသွားတဲ့အတွက်အရေးပေါ်ချိန်နေကြီးညာထားတဲ့အတွက်အခန်းထဲမှာပဲနေဖို့ဇီးနင်းသူကမဲစိုးကိုပြောလိုက်ပါတယ်။ဘာနာလည်းအပြင်ဘက်ရှောက်လန်းစီကိုရောက်လို့ဆင်းမြက်တွေ့တဲ့အခါမှာအရေးပေါ်ချိန်နေကြီးညာပြီးတော့ညမထွက်ရအမိန်ထုတ်ဖို့နဲ့ရဲဌာနကိုလည်းဆင်းမြက်လက်အောက်မှာထားဖို့အမိန်ပေးကာ အောက်လာကလူနှစ်ယောက်ကိုဖမ်းပေးဖို့ပြောလိုက်ပါရီပြီးတော့မှဖမ်းရမယ့်လူနှစ်ယောက်ကဝေါ်ကားနဲ့ကာလာတို့ဖြစ်ကြောင်းပြောလိုက်ပြီးတော့ညနေရောက်တာနဲ့သူမိန်ကုန်းပြောမှမလို့ပြည်သူတွေအကုန်လုံးမဖြစ်မနေလာပြီးတော့နားထောင်လှူထားဖို့ဘာနာဆင်းကိုမှားလိုက်ပါရီဒါအပြင်ဂျူလီယက်ရဲ့အဖေပီတာနီကိုလည်းစောင့်ကြည့်ထားဖို့အကြမ်းမဖက်ဖို့ထပ်မလိုက်ပါရီစမှုလောင်မှာတော့ပြည်သူတွေအကုန်လုံးကသူတို့တစ်ခါမှမမြင်ဘူးတဲ့မြင်ကွင်းကြောင့်စူပူမှုတွေဖြစ်နေပါတော့တယ်အလောတာဝင်ကန်ရဲရရှိဟန်ကလည်းအော်ဟစ်ထိမ့်သိမ့်ပေမဲ့လည်းမနိုင်တော့ဘဲနဲ့ဟန်အိုဘာဆဲဆိုပြီးတော့အေးပေါ်အချက်ပေးမြည်နေတဲ့လော့စပီကာကျိုးကိုဖျက်ပစ်လိုက်ကြပါတော့တယ် အဲဒီအချိန်ဆက်မှုလွာရဲ့ခေါင်းဆောင် North ကလည်းစပွဲတစ်လုံးပေါ်တက်ပြီးတော့အကုန်လုံးကိုညှိမှုပြောလိုက်ပါတယ်။ပြီးတော့မှတရားရေးဌာနကဆက်မှုအလွာကလူတွေဆိုရင်ပြဿနာရှာဖို့အမြင်နဲ့ကြံရနေရမလို့စူပူမှုလုပ်တာနဲ့ဌာနတစ်ခုလုံးပြစီသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။လူထဲကလူတယောက်ကလည်းဂျူလီယက်တောင်မသေးဘဲနဲ့အပြင်ထွက်နိုင်ခဲ့ရင်အပြင်မှာအန်နီကင်းရဲ့အတွက်တို့လည်းအပြင်ကိုထွက်မယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်ရှာလီကလည်းသူတို့အားလုံးအမန်တရားကိုတီးခွင့်မေးခွင့်ရှိတယ်လို့ထပ်ပြောလိုက်တာကြောင့်အကုန်လုံးကလည်းပြန်ပြီးတော့စူညံသွားပါတော့တယ်။ဒါပြင်ရှာလီကတရားရေးဌာနက တို့လောက်ကိုမဖြည့်စည်းခင်ဆိုင်းလုံးတစ်ခုလုံးရဲ့အသက်ပြည့်တဲ့မီးဆက်ကိုပိတ်ချလိုက်ရင်ရတာပဲဆိုပြီးတော့ထပ်ပြောလိုက်ပါလိ။လော့စ်ကလည်းမီးဆက်ကိုပိတ်လိုက်ပြီဆိုတာနဲ့အပေါ်လော်ရီကလည်းဆက်မှုတလွာလုံးကိုစားစရာမပြီးတော့ပဲပြဿနာပိုကြီးသွားမှာဖြစ်လို့တို့နဲ့အပေးယူညှိနှိုင်းရမယ်လို့ပြန်ပြောလိုက်ပါလိ။အဲဒီအချိန်မှာလေဝေါ်ကာရောက်လာပြီးတော့လူအုပ်တစ်ခုလုံးကိုရေပိုင်းနဲ့ထိုးခွဲကအလုပ်တွေလုံးစရာရှိတာမလုပ်ဖိနဲ့အရေးမပါရင်လုပ်နေရမလားဆိုပြီးတော့အော်ပြောလိုက်ပါလိ။အဲ့တော့မှဝေါ်ကာဆိုတာကတချိန်ကဆက်မှုအလွာပေါ်မှာဩဇာညောင်းခဲ့လို့ဖြစ်တာမလို့လူအုပ်ကြီးကလည်းလူခွဲသွားကြပါလိ နော့စ်ကလည်းရှာလီနောက်ကိုလိုက်ပြီးတော့ခေါင်းအေးမစင်းစားပဲမိစားကိုထမမွေးဖို့တက်ပြောလိုက်ပါရီရှာလီကလည်းနော့စ်ကိုမကြည်နဲ့တဲ့အခန်းရှိနေရာကြောင်းဘာမှပြန်မပြောဘဲနဲ့လှည့်ထွက်သွားခဲ့ပါရီနောက်ကမ်းမှာတော့ဒေါက်တာပီတာနီကိုကစားတော့တဲ့မှန်ပြင်ကနေသူသမီးဂျူလီယက်ထွက်သွားတဲ့စီကိုလှမ်းကြည့်နေလွမ်းနေတော့မှာဒူနာပြူတယောက်ကရောက်လာပြီးတော့ကလေးတယောက်ငိုနေကြောင်းလာရောက်ပြောလိုက်ပါရီပီတာလည်းစီကန်းစီကိုပြန်လာပြီးတော့ကလေးကိုပွေ့ချီကချော့မော်နေလိုက်ပါရီဂျိမ်းကလည်းဘောဘီလင်ရဲ့ရုံးခန်းစီကိုသွားပြီးတော့ရဲဌာနကိုသူ့လက်အောက်မှာယာယီအလုပ်ဖို့အတွက် ရဲဌာနကိုသူ့လက်အောက်မှာယာယီအလုပ်လုပ်ရဖို့အမိန့်ရတဲ့အကြောင်းပြောလိုက်ပါတယ်။ဘော်ဘီလင်ကလည်းဘာနာမှာနောက်ထပ်ပဏိညာနဲ့ပတ်သက်ပြီးတော့လိုအပ်အမိန့်တွေရှိနေသေးလားဆိုပြီးတော့ရွယ်မေးလိုက်ပါတယ်။ဂျေးမင်ကလည်းဆိုင်းလိုကောင်းစားဖို့အတွက်ယာယီနေနဲ့ပဲအာနာထိန်းထားတယ်ဖြစ်လို့အေးစေးနားနေပြီးဖို့အတွက်ပြောလိုက်ပါတယ်။ဘော်ဘီလင်ကလည်းဘာမှပြန်မပြောတော့ဘဲနဲ့ဂျူလီယာအမှုကိစ္စအစီရင်ခံစာဆက်ရေးဖို့အတွက်စင်းရဲ့ထွက်ဆိုချက်ကိုတောင်းလိုက်ပါတယ်။ ဂျင်းကလည်းဂျူလီယက်စီကအနီအောင်အဆင့်အမွေနဲ့ကြောင့်ဖမ်းဖို့ဘာနာကပြည့်ရဲတုံးပြီးတော့ပြောင်းကင်းတွေကိုခေါ်သွားခဲ့ကဇီနီသူရင်းနဲ့ဖမ်းဖို့လုံနေချိန်မှာဂျူလီယက်ကအပြင်ထွက်ဖို့ပြောလာခဲ့တာလို့ထွက်ဆိုလိုက်ပါရီပြီးတော့မှဇီနီသူတယောက်ကလက်ထိတ်ခတ်ဖို့လုံနေချိန်ဂျူလီယက်ကတိုက်ခိုက်ပြီးတော့ထွက်ပြေးလို့အကုန်လုံးအင်အားတုံးပြီးတော့ဖမ်းခေါ်လာတဲ့ကြောင့်ထပ်ပြောကပြန်ထွက်သွားခဲ့ပါရီအောက်လာမှလည်းရှာလီကဝေါ်ကရဲ့အခန်းထဲရောက်နေပြီးတော့ဂျူလီယက်တနည်းအားမှာအသက်ရှင်နေနိုင်တဲ့အကြောင်းနဲ့တောက်ပိုင်ဌာနကိုဗာပေးလိုက်လို့ဂျူလီယက်ကအသက်ရှင်နေရလေလို့ပေးလိုက်ပါရီဝေါ်ကလည်း ဂျူလီယက်ဝတ်စုံတွေကလေတွေကအကန့်အသတ်ရှိနေရကြောင်းအသက်မရှင်နိုင်ဘူးလို့ပြန်ပြောကာဒူတော်တဲ့ဂျူလီယက်အတွက်အေးအေးဆေးဆေးကြေကွဲခွင့်ပေးဖို့အတွက်ပြန်ပြောလိုက်ပါရီအဲဒီချိန်ဟန်ရောက်လာပြီးတော့ဝေါ်ကာနဲ့တီးတန့်စကားပြောချင်တယ်လို့ရှားလီကိုပြောလိုက်ပါရီရှားလီထွက်သွားတဲ့အခါမှာဟန်ကလေတရားရေးဌာနရဲ့လက်အောက်ကိုရဲဌာနရောက်သွားတဲ့အကြောင်းနဲ့တရားရေးဌာနအမိန်ရဝေါ်ကာကိုဖမ်းဆီးထိန်းသိမ်းထားမယ်လို့ပြောလိုက်ပါရီဝေါ်ကာလည်းဘာမှပြန်မပြောတော့ဘဲလက်ထက်အခက်ခံကလိုက်သွားခဲ့ပါရီတရားသူကြီးမဲဆိုးကလည်းသူ့ဝန်ထမ်းတယောက်ကိုခေါ်ပြီးတော့ဂျူလီယက်ဖြစ်သွားတဲ့ကိစ္စမေးနေပါရီ ဝိုင်နာလေဂျူလီယက်ကတန်ရှင်းမလုပ်တဲ့ပြင်အသက်ရှင်လျက်တောင်ကုန်းမို့တက်သွားခဲ့တဲ့ကြောင်းပြန်ပြောပြလိုက်ပါရီမဲဂျူလည်းအံ့ဩသွားပြီးတော့မှဝိုင်နန်းမသိအောင်ပြန်ထိန်ကဝိုင်နန်းအောင်ပြန်လွှတ်လိုက်ပါရီပေရောမှတယောက်တည်းဘာနာဘာရီဂျန်စီနီယာလေးလို့ပြောကအရက်ခွက်ကိုတုံမြင့်လိုက်ပါရီတပတ်မှလည်းနော့စ်ကစွန့်ပစ်ပစ္စည်းတွေဖြက်စီးရဌာနစီသွားပြီးတော့ခေါင်းဆောင်ဖြစ်တဲ့သူတငယ်ချင်းနဲ့တွေ့နေပါရီပြီးတော့မှဆိုင်လိုမှာအခြေအနေမကောင်းတဲ့ကြောင်းပြောကသူ့အတွက်နှစ်ခုလောက်ကူညီပေးဖို့တပြောလိုက်ပါရီတငယ်ချင်းကလည်းနော့စ်ကင်တွေဖြည့်ရှင်းနိုင်သွားမှာပါလို့ပြောကဘာကူညီရမလဲလို့မေးလိုက်ပါရီ နော့စ်ကလည်းပထမတစ်ခုကတော့ဘသူပဲလက်နဲ့လာလှုပ်ခိုင်းလှုပ်ခိုင်းမလှုပ်ပေးဘူးနဲ့ဒူရချက်ကတော့သူတယောက်တည်းအတွက်ပဲလက်နဲ့တည်းရနိုင်သမျှအကုန်လှုပ်ပေးထားဖို့တောင်းဆိုလိုက်ပါတယ်တပတ်မှလည်းဘာနာကစီစဉ်စရာတွေအကုန်လုံးစီစဉ်ပြီးတဲ့နောက်မှာမဲဆိုးရဲ့အခန်းစီကိုရောက်လာခဲ့ပါတယ်မဲဆိုးကလည်းပြောစရာရှိတာအမြန်ပြောပြီးတော့ပြန်တော့လို့နှင်းလို့လိုက်ပါတယ်ဘာနာလေဆိုင်လိုတစ်ခုလုံးမှာသူသီးသမျှအကုန်လုံးကိုသိနေတဲ့တယောက်သောသူကအရင်တုန်းကသူ့နောက်လိုက်လှုပ်ခဲ့မှုတဲ့မဲဆိုးဖြစ်နေရာကြောင့်သူ့ကိုကူညီပေးဖို့အတွက်ပြောလိုက်ပါတယ် မဲဆိုးကလည်းသူ့အနေနဲ့အခုနောက်လိုက်မလုပ်တော့လို့မကူညီနိုင်တော့ဘူးလို့ပြောတဲ့အခါမှာဘာနာလေဆိုင်လိုမှာရှိသမျှပြည်သူတပေါင်းရဲ့အသက်တွေမဆုံးရှုံးမှုအတွက်အကူအညီတောင်းရတဲ့အကြောင်းပြောကညာဘက်ရောက်ရင်သူမိကွန်းပြောမှမလို့သူ့နောက်မှာရှိနေပြီဘူးတပြောလိုက်ပါလိမ့်ပြီးတော့မှထိုင်းလန်နေတဲ့ပြည်သူတွေရှိမှတရားရေးဌာနနဲ့မျိုးတော်ဝင်ကြားစည်းလုံးမှုရှိနေရလို့မြင်စေခြင်းလို့သူ့နောက်မှာရှိနေပြီပါလို့ပြောလိုက်ပါလိမ့်ပြီးတော့မှဂျူလီရဲ့ခေါင်းဆုပ်တဲကကင်မာမှာမြင်ရတဲ့တပတ်ဆိုင်လိုကလူတွေအယိုးစုတွေအများကြီးကြောင်းပြောပြကဟိုဘက်ဆိုင်လိုမှာလည်းအရေးကြီးဖြစ်လို့လူတွေတည်ခဲ့ရင်ဒီဆိုင်လိုမှာလည်းဖြစ်လာနိုင်တယ်လို့ပြောပါလိမ့် မဲဆိုကလည်းဘာဆက်လို့ရမလဲဆိုတာအထူးလိုအပ်အလုပ်ငန်းတွေကဥပဒေစာအုပ်ထဲမှာရှိရမဟုတ်လားလို့မေးတဲ့အခါမှာဘာနာလေစာအုပ်ထဲမှာတန်ရှင်းမလုပ်ရင်ဘာလို့ရမလဲဆိုတာပဲပါပြီးတော့အသက်ရှင်ခဲ့ရင်ဘာလို့ရမလဲဆိုတာမပါဘူးလို့ပြောလိုက်ပါတယ်မဲဆိုကလည်းဇူလီယက်ဘာလို့အသက်ရှင်နေရလဲလို့မေးတဲ့အခါမှာဘာနာကတိတ်ခွေကြောင့်ဖြစ်မယ်လို့ပြန်ပြောလိုက်ပါတယ်မဲဆိုကလည်းတိတ်မကြခင်မှာတခြားသူတွေလည်းအဖြစ်မှန်အောင်တည်သွားကြတော့မှမလို့အများဆုံးဖြေရှင်းဖို့အတွက်ပြောလိုက်ပါတယ်ဘာနာလည်းဒါကြောင့်ပဲသူမေကွန်းပြောရင်အနားမှာရှိနေပေးဖို့ထပ်ပြီးတော့တောင်းဆိုလိုက်ပါတယ် အဲဒီမှာမဲဆိုးကလည်းရှေးခေတ်ကပုံပြင်စာအုပ်တုပ်ကိုပြကာဇောက်ထဲမှာလူလိန်တယောက်ကမော်ပညာရှင်လိုလိန်ပြီးတော့မျက်လည်ပညာနဲ့လှည့်ပြားကလူရီစီကယုံကြည်မှုယူခဲ့ပေမဲ့အချိန်ကြာလာနဲ့လူရီဟာအဖြစ်မှန်တွေကိုသိလာတဲ့အခါမှာလူလိန်ကမိုးပြန်ပူပေါင်းကြီးနဲ့ထွက်ပြေးသွားခဲ့တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့မှအဲဒီပုံပြင်တွေကလူလိန်ကသူနဲ့တူနေရမလို့လူလိန်ထွက်ပြေးသလိုမျိုးပဲသူလည်းထွက်ပြေးခြင်းလို့ဘာနာကကူညီပေးရင်သူလည်းပြန်ကူညီပေးမယ်ဆိုပြီးတော့မဲဆိုးကပြောလိုက်ပါတယ် ောက်လော်တင်းကလည်းဟန်ကဝေါ်ကောက်ကိုဖမ်းခေါ်လာပြီးအချုပ်ခန်းထဲမှာမကလိန်ကာလာနဲ့အတူချုပ်ထားလိုက်ပါရီပေတော့မှမျိုးတော်ဝေမေကွန်းကိုတယောက်မကျန်နားထောင်ဖို့နဲ့ပြောစရာရှိရဲ့လို့ပြောကဝေါ်ကာတို့ကိုထားခဲ့ပြီးတော့ဟန်လည်းပြန်ထွက်သွားခဲ့ပါရီဝေါ်ကာလည်းကာလာကိုဘာရီပြောပြလိုက်သေးလဲလို့မေးတဲ့ခါမှာ ကာလာလည်းသူဘာမှမပြောခဲ့တဲ့အကြောင်းနဲ့ဝေါ်ကာတခုခုပြောလိုက်လို့အဖမ်းခံရလားစဉ်းစားနေရဆိုပြီးတော့ပြန်ပြောလိုက်ပါရီဝေါ်ကာလည်းသူဘယ်တော့မှပြောမှာမဟုတ်ဘူးဆိုတာကာလာအတိဆုံးပဲလို့ပြန်ပြောလိုက်ပါရီ တပတ်မှလည်းမြေဒူးဆက်ဖော်ထားတဲ့မြေောက်ခန်းစီသွားတဲ့ဥမင်းထဲမှာပုံကံမှုအတွက်လူစုအစီဝေးလုပ်နေတဲ့ရှာလီတို့စီကိုလူတယောက်ရောက်လာပြီးတော့ဝေါ်ကာတို့အဖမ်းခံထားတဲ့အကြောင်းပြောပြလိုက်ပါရီရှာလီကလည်းအိုင်နီဌာနကဂျူလီယက်ခိုးခဲ့တဲ့တိတ်ခွေကိစ္စအကြောင်းဂျူလီယက်အသက်ရှင်နေတာဖြစ်ပြီးတော့အဲ့ဒီကိစ္စအကြောင်းပဲဝေါ်ကာတို့အဖမ်းခံရအဖြစ်နဲ့ကြောင်းရှင်းပြလိုက်ပါရီအကြောကန်းထဲမှာတော့ဝေါ်ကာကတရားရေးဌာနကဘာပဲမေးမေးဘာမှမပြောဘဲဘူးခန့်ငင်းညာဖို့အတွက်ကာလာနဲ့တိုင်ပင်နေပါရီကာလာလည်း ဝေါ်ကာအပြစ်လွတ်အောင်လို့ဂျူလီယက်ကိုယ်တိုင်လာပြီးတော့ခိုင်းလို့သူ့အနေနဲ့တိတ်လဲပေးခဲ့ရတဲ့အကြောင်းပြောမယ်ဆိုပြီးတော့ဝေါ်ကာကိုရှင်းပြလိုက်ပါတယ်။ဝေါ်ကာလည်းသူ့ကြောင့်ကာလာထိခိုက်မှာမလို့လားဘူးလို့ပြောကာလုံးဝဘူးခန့်ညင်းမှုပဲပြန်ပြီးတော့ပြောနေလိုက်ပါတယ်။သူတို့ပြောနေသမျှအကုန်လုံးကိုအချုပ်ခိုင်းထဲမှာဖွက်ထားတဲ့ကင်မရာကနေတစ်စင်းရိုက်နေတာကိုတော့ဝေါ်ကာတို့မသိလိုက်ဖြစ်သွားခဲ့ပါတယ်။တပတ်မှလည်းဘာနာကမိန်ကုံးပြောဖို့အတွက်ပြင်ဆင်နေပါတယ်။ပြည်သူတွေကလည်းဂျူလီယက်ကိစ္စနဲ့ပတ်သက်ပြီးတော့အမှန်တရားသိချင်နေကြအောင်အကုန်လုံးကစူဝေးကဘာနာရဲ့စကားကိုစောင့်နေကြတာပါ။ဘာနာလည်းစကားပြောဖို့စင်ရှုရောက်တဲ့အခါမှာတော့ တရားသူကြီးမဲချိုးလည်းရောက်နေရာတွေ့လိုက်ရပြီးတော့အားတက်သွားခဲ့ပါတယ်။ဒါကြောင့်ဘာနာလည်းဆိုင်းလိုမှာတခါမှမကြုံမှုတဲ့ဖြစ်ရတခုဖြစ်သွားတဲ့အတွက်ဘီသူရီစိုးရင်ပူပန်နေရသူသိတယ်ဆိုပြီးတော့မိန်ကုန်းကိုအစာပြိုးလိုက်ပါတယ်။နောက်တော့ဂျူလီယာဟာဆိုင်းလိုအတွက်သူရဲကောင်းတယောက်ပဲဆိုပြီးတော့ဘာနာကမစည်းမဆိုင်ဂုံပြူလိုက်ပါတယ်။ဘီသူရီကလည်းဘာမှမဆိုင်မနဲ့ဂုံပြူစကားဆိုလိုက်တာကြောင့်ဘာနာကိုလူလိမ့်ဆိုပြီးတော့ဝိုင်းအော်လိုက်ကြပါတယ်။ဘာနာလည်းဂျူလီယာကိုအပြင်မထွက်ခင်မှာသူတို့ကဆိုင်းလိုရဲ့အနာဂတ်အတွက်စမ်းသပ်မှုတစ်ခုကမ်းလှမ်းခဲ့တယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့မှစမ်းသပ်မှုဆိုတာကဆိုင်းလိုပြည်သူတွေအနာဂတ်မှာအန္တရာယ်ကင်းငင်အပြင်ထွက်နိုင်အောင်လို့ထောက်ပံ့ရေးဌာနကတိတ်အတိတ်မျိုးကိုတီးထွင်ခဲ့ကအဲ့ဒီတိတ်ကိုဂျူလီယက်ဝစ်ဆုံမှပတ်ပြီးတော့စမ်းသပ်ခဲ့တာဆိုပြီးတော့ထပ်ပြောလိုက်ပါရီနောက်ဆုံးမှာတော့ဘာနာကတိတ်ကိုအခုတည်းပို့ပြီးတော့အဆင့်မြင့်အောင်တီးထွင်ပြီးရတယ်ဘီယူရီကိုလည်းဝစ်ဆုံတစ်စုံစီရအောင်ဆက်လက်ပြီးတော့စ조사သွားကြမယ်အကြောင်းပြောလိုက်ပါရီဒီလိုအကုန်လုံးကလည်းအဲ့တော့မှဘာနာရဲ့လိန်ညာမှုကိုယုံသွားပြီးတော့အကုန်လုံးပျော်ရှင်သွားကြပါရီအဲ့ဒီအချိန်မဲဆိုးကပါဝင်ပြီးတော့ဘီယူရီအနေနဲ့ဒီနေ့ပေးမန်းခဲ့သမျှအတွက်စုငွေပါချင်းမြင်ပေးမယ်ဆိုပြီးတော့ ဝင်းကထောက်ခံပေးလိုက်ပါ ori အောက်လာမှာတော့ loss speaker ကနေပြီးတော့နားထောင်နေတဲ့လူအုပ်သားတွေကနေရှာလေကဘာနာလိန်ပြောနေတာဆိုပြီးတော့ထပြောလိုက်ပါ ori ပြီးတော့မှတရားရဌာနကအပြင်ထွက်တဲ့လူတွေကိုမကောင်းတဲ့တိတ်နဲ့ဝတ်စုံချုပ်ပေးတဲ့အကြောင်းဂျူလီယက်တီသွားခဲ့တဲ့အတွက်တေကောင်းခိုးပြီးတော့တနည်းနည်းနဲ့တိတ်အဲ့လဲလိုက်လို့အသက်ရှင်ခဲ့ရတဲ့အကြောင်းအော်ပြောလိုက်ပါ ori ပြည်သူတွေကလည်းရှာလေပြောတာကိုဝိုင်းဝန်းပြီးတော့ထောက်ခံနေကြတော့မှစောင်းကြည့်နေတဲ့စီးနင်းသူတယောက်ကရှာလေးကိုနာမည်မေးကဖမ်းဖို့လုပ်လိုက်ပါလိ။ရှာလေးကလည်းသူ့နာမည် ဂျူလီယက်နီကိုလို့អော်ပြောရင်းနဲ့သူတို့အားလုံးကဂျူလီယက်နီကိုပဲဆိုပြီးတော့တွေးကြအောင်អော်ပြောလိုက်ပါတယ်ဇင်းနေသူကလည်းရှာလီကိုဖမ်းဖို့လုပ်တဲ့ခါမှာ Nos ရောက်လာပြီးတော့ရှာလီကသူ့လက်အောက်ကဝင်းနှဲတယောက်ဖြစ်လို့အယံမူးပြီးတော့ရှောက်អော်နေတာဆိုပြီးတော့ဝင်ပြောလိုက်ပါတယ်ဇင်းနေသူကလည်းဘာပဲဖြစ်ဖြစ်ဖမ်းမဲ့ပုံစံဖြစ်နေရာကြောင့် Nos ကလည်းရဲရရှိဟန်ကိုအာမခံပေးဖို့တပြောလိုက်ပါတယ်ဟန်လေစီးနေသူကိုရှာလီနောက်တစ်ခါပောက်ကြရိုက်ထပ်ပြီးတော့မပြောအောင်သူတောင်းဝင်ယူရတဲ့အကြောင်းပြောလိုက်တော့မှစီးနေသူကလည်းပြန်ပြီးတော့ထွက်သွားခဲ့ပါတယ် ရှာလီကလည်း North ကိုအခုထိမကြည့်နဲ့သေးတာကြောင့်ဘာမှမပြောဘဲနဲ့ပြန်ထွက်သွားခဲ့ပါ ರಿ ။ North ကလည်းအရင်ကဂျူလီရဲ့နောက်လိုက်ခဲ့မှုရဲ့ကူပါကိုရှာလီနောက်လိုက်ပြီးတော့စောင့်ကြည့်ဖို့အမိန်ပေးထားလိုက်ပါ ರಿ ။မိန်ကုံးပြောတာပြီးသွားတဲ့ခါမှာတော့ Same Level ဘာနာရဲ့ခန်းစီကိုရောက်လာပြီးတော့ဆိုင်လိုမှာအားလုံးတည်ငြိမ်နေတဲ့အကြောင်းနဲ့ရဲတွေအကုန်လုံးကိုလည်းအစင်းသစ်ဖြစ်အောင်နေရာချပြီးတဲ့အကြောင်းပြောပြလိုက်ပါ ರಿ ။ပြောမှာဘာနာရဲ့မိန်ကုံးကြောင့်ပြည်သူတွေလည်းအေးအေးဆေးဆေးအိမ်မြန်သွားလို့ဘာမှစူပူမှုမှလည်းမရှိတဲ့အကြောင်းပြောပြလိုက်ပါရီ ဘာနာလေသူ့ရဲ့မိကုံးကြောင့်ယနေ့နေ့ပဲတည်ငိမ့်နေတာလို့ပြန်ဖောက်မလာခင်မှာတာဝန်ကျင်အောင်လုပ်ဖို့ဇင်းကိုပြောကပြန်ထွက်သွားလိုက်ပါရီဇင်းကလည်းဘာနာတယောက်တည်းအကုန်လုံးကိုကင်တွဲဖို့ခက်ခဲနေမှာဖြစ်တဲ့အတွက်သူ့ကိုနောက်လိုက်ရာထူးခန့်ပြီးတော့နှစ်ယောက်ဖြည့်ရှင်းဖို့အတွက်ပြောလိုက်ပါရီဘာနာတော့သူ့အေးအေးနဲ့မတိကျအောင်ဆောင်းကသူ့ထုတ်ထားတဲ့ညမထွက်ရအမိန့်ကိုသူကိုယ်တိုင်ဖောက်ဖြတ်တာမျိုးမဖြစ်ရအောင်အိမ်ပြန်ရမယ်ဆိုပြီးတော့ပြောကထွက်သွားခဲ့ပါရီဆမ်မှုအလွာမှာလေမိန်ကုံးပြောတဲ့ပွဲကပြန်လာတဲ့ဟန်ကဝေါ်ဂါရုကိုပြန်လှုပ်ပေးဖို့အမိန့်ရတယ်လို့ပြောကအချုပ်ခန့်အောင်ဖွင့်ပေးလိုက်ပါရီ ဘောကလည်းအံဩသွားပြီးတော့ဘာဖြစ်လို့ပြန်လွတ်တာလဲလို့မေးတဲ့ခါမှာဟန်ကဘာနာရဲ့မိကုံးမှာပြောခဲ့သမျှအချင်းချုပ်ကိုပြန်ပြောပြပြီးတော့ညမထွက်ရအမိန်ချိန်မတိုင်ခင်အိမ်မြန်ပြန်မှုတက်ပြောလိုက်ပါရီတပတ်မှလည်းဆင်းကအိမ်မြန်ရောက်တဲ့ခါသူ့မိမကိုဆိုင်လိုအချင်းဒီတွေပြောပြပြီးဘာနာကနောက်လိုက်ခန့်မှုသူ့ကိုဘာမှမတုံ့မြန်နေကြောင်းပြောပြလိုက်ပါရီဆင်းမြေမိမကလည်းမေတို့ကလူရှိသူရှိကိုမထွက်တာကြားနေပြီမလို့ဒီနေ့မိန်ကုံးပြောတဲ့ပွဲကိုရောက်လာတာထူးဆန်းနေရဲ့လို့ပြန်ပြောလိုက်ပါရီဆင်းကလည်းသူ့မိမကိုမဲဆိုးနဲ့အရင်ကအလုလုခဲ့ဘူးလားကြောင် ဘာနာနဲ့မဲဆိုးတို့ဘယ်လိုပတ်သက်မှုရှိလဲဆိုတာသိလားဆိုပြီးတော့မေးလိုက်ပါရီစေးမြေမိမကလည်းသူအသက်ရှင်နေသေးတယ်ဆိုတာတော့မှမဲဆိုးကသတိထားမိမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါရီစေးမကလည်းအခုလောက်ရှုပ်ထွေးတဲ့ကိစ္စကိုဘာနာကနောက်လိုက်မရှိပဲတယောက်ထဲမလုံနိုင်ဘူးဆိုတာတန်တရားဝင်နေလို့ပြောလိုက်တဲ့ခါမှာသူ့မိမကလည်းဘာနာကမဲဆိုးနဲ့တိုင်ပင်ပြီးတော့လုံနေတယ်ဆိုတာတန်တရားဝင်နေတာလားလို့မေးလိုက်ပါရီစေးမကလည်းဟုတ်တယ်လို့ပြန်ပြောလိုက်ပါတယ်။တပတ်မှလည်းဆေးမင်းရဲ့စကားပြောပြီးတော့ပြန်လာတဲ့ဘာနာကအင်းမပြန်မင်းနဲ့မဲဆိုးရဲ့အေးစီကိုထွက်လာရင်းနဲ့ လမ်းအုံနေရနေမှာ JS ဆိုတဲ့ gravity စာသားတွေရေးထားတာကိုတွေ့လိုက်ရပြီးတော့စိတ်လှုပ်ရှားသွားပါဦးလေမဲဆိုရဲ့ issue ရောက်တဲ့အခါမှာတော့တကားလာပွင့်တဲ့မဲဆိုကိုအခုချိန်ထိ surprise တွေပေးနေတုံးလားလို့ပြောလိုက်ပါတယ်မဲဆိုကလည်းသူမိန်ကုံးပြောပွဲကိုရောက်လာတဲ့ကိစ္စကဘာနာကြရှုံးတော့ကြည့်ဖို့ဆိုပေမဲ့ဘာနာလို့နေပညာသမားတယောက်ကနိုင်ငံရေးလိမ်လည်မှုတွေကိုအလောက်ထိတက်လိမ့်မယ်မထင်ဘူးဆိုပြီးတော့ခနဲ့လိုက်ပါတယ် ။ဘာနာလေသူ့ရဲ့လိုအပ်အလုပ်ငန်းတွေကိုရောက်ဖူးတာမဲဆိုးတယောက်ပဲရှိရပြီးအယုံကြည်အောင်လူကလည်းမဲဆိုးတယောက်တည်းမလို့ခဏလေးငြိမ်သက်နေတဲ့အရေးကင်းတွေကိုမဲဆိုးမပါပဲသူတယောက်တည်းမထိန်နိုင်ဘူးလို့ပြောလိုက်ပါရီ။ပြီးတော့မှနောက်ထပ်လာမယ့်ပြဿနာတွေအတွက်သူနဲ့တူတူခုခံပေးဖို့တောင်းဆိုလိုက်ပါရီ။ဇမ်မူလာမလေးရှားလီတို့ကဥမင်းနေမှလူစုပြီးတော့သူတို့နဲ့စိတ်ချင်းတူတဲ့လူတွေကိုထတ်ဆုဖို့နဲ့တော်လန်တိုက်ခိုက်ဖို့အတွက်တိုင်ပင်နေကြပါရီ။အဲဒီချိန်နောက်ကလိုက်ချောင်းနေတဲ့ကူပါကိုမိသွားပြီးတော့ North Strat အလုတ်လုတ်ပေးနေရလားလို့မေးလိုက်ပါရီ။ကူပါလည်းမညာတော့ဘဲနဲ့ North လွတ်လိုက်လို့ရောက်လာတာဆိုပေမဲ့ သူကတစ်ချိန်လုံးဂျူလီယာရဲ့နောက်လိုက်ဖြစ်ခဲ့တာမလို့ဂျူလီယာအတွက်တိုက်ပွဲဝင်နေတယ်ဆိုပြီးတော့ပြောလိုက်ပါရီအဲ့ချေသူတို့စီကိုဝေါ်ကာလည်းရောက်လာတာတွေ့လိုက်ရပါရီဝေါ်ကာကသူဘလို့ရောက်လာလဲဆိုတော့ကူပါနောက်ကိုပြန်လိုက်ချောင်းပြီးတော့ရောက်လာတာလို့ပြောလိုက်ပါရီပြီးတော့မှတရားရေးဌာနကသူ့ကိုဖမ်းပြီးတော့ဘာမှမမေးပဲပြန်လွတ်တာဟာနောက်ထပ်ပိုကြီးရဲ့ဒုက္ခတွေရောက်လာတော့မယ်လို့ပြောလိုက်ပါရီဒါပြင်အပေါ်လာနေရနေမှာ JA လို့ရေးထားတဲ့ graffiti စာသားတွေရှိနေတဲ့အကြောင်းသူ့ရဲ့တရှူတွေကတစင်သိရတဲ့အတွက်အပေါ်လာတွေမှာလည်းစိတ်တူတူတွေရှိနိုင်တယ်လို့ပြောလိုက်ပါရီ ရှာလျက်လက်ကြီးရဲဆိုတာဘာလဲလို့မေးတဲ့အခါမှာဝေါ်ကာကဂျူလီယာအသက်ရှင်နေတယ်ဆိုတဲ့အတူကောက်ပေါ်လို့ပြောလိုက်ပါတယ်။သူလည်းဂျူလီယာအသက်ရှင်နေတယ်လို့ယုံကြည်တဲ့အကြောင်းပြောပြီးတော့ရှာလီတို့ဖွဲ့တွေကိုဝင်လိုက်ပါတော့တယ်။မဲဆိုးရဲ့အိမ်မှာလေမဲဆိုးကသူ့ရဲ့ပလင်းတွေကိုတွန်ပြင်းနေသူကမှပထမဆုံးမမူဘဲနဲ့ဆုံးဖြတ်ချက်တစ်ခုချရမယ်လို့ဘာနာကိုပြောလိုက်ပါတယ်။ဘာနာလည်းဘာမှနားမလဲဖြစ်နေရကြအောင်မဲဆိုးကပုံမြင်လေးကလူလိန်လူမျိုးသူလည်းပဲဒီရှုပ်ထွေးနဲ့ဝေးရစီကိုထွက်ပြေးကြင်ပါတယ်လို့ပြောလိုက်ပါတယ်။မိုးပြင်းပူပေါင်းမလုပ်ပေးနိုင်အောင်တော့မှဂျူလီယာရဲ့ဝတ်စုံလူမျိုးတစ်စုံတော့လုပ်ပေးဖို့အတွက်ဘာနာကိုပြောလိုက်ပါတယ်။ ဘာနာလဲမဲဆိုးဆိုလိုတာသဘောပေါက်ပြီးတော့တားဆီးဖို့ကြိုးစားပေမဲ့မဲဆိုးကတော့အပြင်ထွက်ချင်တယ်လို့ပြောလိုက်ချိန်မှာပဲကျွန်တော်တို့တင်ဆက်ပေးနေတဲ့ Silo Season 2ရဲ့ Episode 2လေးကလည်းပြီးဆုံးလို့သွားခဲ့ပါပြီ။ရုပ်ရှင်စကားကောင်းလေးတွေကိုစင်စက်မပြတ် Recap တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD For You Channel လေးကိုလည်း Like and Subscribe ပြီးလှုပ်ထားကြပါအောင်ခင်ဗျာ။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ကြမ်းပါခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ ZD For You ဝိုင်းတော်သားများကစုမုံကောင်တောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။